ချိန်က2009ခုနှစ်နေရာကတီရူလင်္ကာနိုင်ငံတဲကမန်နာစစ်တောထဲမှာဖြစ်ပါတယ်တီရူလင်္ကာစစ်တပ်ဟာမောင်ကိုလက်နက်သတင်းရရှိလာကြောင်းအရက်သားတွေခေါ်လာပြီးရှာဖွေတူးဖော်စီခဲ့ပါတယ်ဒါပေမဲ့ရာနာတို့လူစုကတော့လက်နက်မတွေ့ပဲရွှေချောင်းတွေပြည့်နေတဲ့တစ်တာလုံးကိုရှာဖွေတွေ့သွားခဲ့ပါတယ်သူတို့လည်းလောဘတက်သွားကြပြီးတော့စစ်သားတွေကိုပြန်တိုက်ခိုက်ကာရွှေတစ်တာကြီးကိုထမ်းပြေးခဲ့ကြပါတယ်ပင်လယ်ဘက်ကိုရောက်တဲ့အခါမှာလေတစည်းပေါ်ပြေးတက်သွားကြပြီးတော့ အိန္ဒိယနိုင်ငံနယ်နိမိတ်ထဲကိုခိုးဝင်သွားခဲ့ကြပါတယ်။ကန်ဂျီကိုကမ်းမိတဲ့အခါရွှေတစ်တာကိုရင်ဖွက်လိုက်ပြီးတဏျာကိုရှေ့ဆက်သွားဖို့လုပ်ပေမဲ့ရဲတွေကသူတို့ကိုတွေ့သွားကြပါတော့တယ်။အရာရှိမူတီကမင်းတို့ကဘာကောင်းနေလဲ။ဘင်္ဂလားဒေ့ရှ်တွေလားပါကစ္စတန်တွေလားဆိုပြီးမေးတဲ့အခါရာနာကသီရိလင်္ကာဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်။ရာနာရဲ့ညီဖြစ်သူဆိုမူကလည်းစစ်သွေးကြွတွေကရွာလုံးကျွတ်မီးရှို့လိုက်တာကြောင့်အိန္ဒိယဘက်ကိုထွက်ပြေးလာကြောင်းအတနာခံလိုက်ပါတယ်။ မူတီကတော့ငါးနိုင်ငံကိုဝင်စီလိုဝင်ရအောင်မိုးရင်းအားဆိုင်များမှတ်နေလားဆိုပြီးတော့ပြန်ဟောက်ပါလေအဲ့ဒီခါမှာသူတို့ဖွဲ့လဲဖွဲ့ယူလာတဲ့ရွှေချောင်းတချို့ထုတ်ပေးလိုက်ကြပါလေရွှေချောင်းတွေရလိုက်တဲ့အခါမှာမူတီကချက်ချင်းပဲအချိုးပြောင်းသွားပြီးအိန္ဒိယနိုင်ငံသားမှတ်ပုံတင်မှာထုတ်ပေးလိုက်တော့တာပါနယူးဒေလီကသမရာယုံစီကိုပါဆယ်ထုတ်ရောက်လာပြီးတော့ဖွင့်ကြည့်လိုက်တော့လက်ချောင်းပြတ်တွေနဲ့တူစာရဆောင်ကိုတွေးလိုက်ရပါလေစာကိုဖွင့်ကြည့်တော့ကလေးလက်ရည်ဖြစ်နေပြီးစာထဲမှာကလေးမလေးရဲ့ရွာမှာအန်ရည်ကြီးကြောက်နေကြောင်း တမနာကြီးတို့ဘက်ကအလေးမထားမှာဆိုတာကြောင့်လက်ချောင်းတွေပါဖြတ်ပို့လိုက်ရကြောင်းနဲ့24နှစ်အတွင်းတမနာကြီးစီကအကူအညီမရခဲ့ရင်နောက်တစ်ခါဖြတ်ပို့မှာလက်ချောင်းတွေမဟုတ်ပဲခေါင်းတွေဖြစ်နေပါလိမ့်မယ်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်။တမနာဆွန်ဒရာဟာသူ့ပြည်သူတွေပူဆွေးနေကြောင်းသိရတော့မျက်ရည်တွေစီးကျလာပါတယ်။ပြီးတော့အရာရှိဆက်ဒရာကိုစင့်ခေါ်ကအဲဒီစာကိုဖတ်ခန်းလိုက်ပြီးတော့ကလေးမလေးရဲ့ရွာကိုချက်ချင်းလိုက်သွားဖို့နဲ့အမှန်တရားကိုဖော်ထုတ်ကပြဿနာတွေဖြေရှင်းဖို့တော့တမနာကိုယ်တိုင်အာနာကုံလွှဲအပ်လိုက်ပါတော့တယ်။ ။တမမမှာတော့ရွာသားတယောက်ကလဲထုံနေနဲ့သူ့လဲခွင်းထဲမှာမြုပ်ထားတယ်။အလောင်းကိုတွေ့တာကြောင့်အလောင်းကိုလှမ်းခေါ်လိုက်ပြီးဖော်ကြည့်လိုက်တဲ့အခါမှာခေါင်းမပါတဲ့အလောင်းတွေများစွာထွက်လာပါတော့နေ။အလောင်းတွေကိုရွာစီပြန်တဲကြပြီးတော့ဒူရဲကိုလက်စမီနဲ့တူရဲတပ်ဖွဲ့လည်းရောက်လာကြပါလေ။တရွာလုံးအလောင်းတွေကိုလာကြည့်ကြပြီးမယ်။ဘာစကားတစ်ခုမှမပြောရဲပဲရှိနေကြတာပါ။ကလေးတယောက်ကတခုအော်ပြောဖို့လှုပ်ပေမဲ့မိခင်ဖြစ်သူကဗဇက်ကိုအတင်းပိတ်ထားပါလေ။လက်စမီကဒီရွာမှာဘာတွေဖြစ်နေတာလဲဆိုတာအမှန်တိုင်းပြောကြဖို့တောင်းဆိုပေမဲ့ ဘယ်သူမှစကားတခွန်မဟခဲ့ကြပါဘူးအရသမားကြီးတယောက်ကထလာပြီးတော့တကယ်တော့ဒီရွာရွာမဟုတ်ပဲတင်းကြိုင်မေတခုဖြစ်တဲ့အကြောင်းဒီခေါင်းမပါတဲ့လူတွေကလဲကြနေတဲ့လောင်းတွေဖြစ်ပြီးတော့ရက်ကြီးနေသူတွေကတော့မတ်တက်ရက်နေတဲ့လောင်းကောင်တွေပဲအဲ့ဒီရှင်လျက်နဲ့တည်နေတဲ့သူတွေဟာဘာမှပြောရမှာမဟုတ်ဘူးဆိုပြီးထပြောပါလေနောက်ဆုံးမှာကုနာကလေးဟာထိမထားနိုင်တော့ပဲဒါတွေအားလုံးဟာရာနာရဲ့လက်ချက်ပဲဆိုပြီးတော့လက်ရှမီကိုအော်ပြောလိုက်ပါတော့လေ အခုမြင်နေရတဲ့မျက်နှာကြောတင်းတင်းနဲ့ဘွားတော်ကတော့ရာနာရဲ့အမေဖြစ်တဲ့ပါဂို့စ်ပဲဖြစ်ပါတယ်။ပါဂို့စ်ကတနေ့ကနေနေအီးမှာရုံဝင်နှန်းတွေကိုစင့်ခေါ်ပြီးတော့သူကိစ္စတွေကိုချက်ချင်းလက်မှတ်ထိုးပေးဖို့ချိန်ချောက်ပြောဆိုလိုက်ပါတယ်။တဖက်မှာတော့ဒူရဲကိုလက်စမီကရာနာကိုဖမ်းတော့မယ်အကြောင်းအရာရှိကူမားကိုပြောလိုက်တဲ့အခါကူမားကရာနာကိုသွားထိရင်အာလုံကြီးမားတဲ့ပျက်စီးမှုတွေနဲ့ကြုံရလိမ့်မယ်ဆိုပြီးတော့တားနေပါတယ်။ရဲသားတွေကလည်းတောင်းမှန်ပါတယ်မဒမ်ရာနာကိုဖမ်းမယ်ဆိုရင်တော့ကျွန်တော်မလိုက်ရဲဘူးဆိုပြီးထွက်ပြေးသွားကြပါတယ်။ လက်ရှ်မီနတူရဲမေတချို့ပဲကြံရစ်ခဲ့ပြီးတော့သူတို့လဲမိမသားပြီးပြီးကြားကြားရရနဲ့ရာနာအိမ်ထဲကနောက်လိုက်ခွေးတွေကိုဝင်ရိုက်ကြပါတော့လေဘေးကနေဆောင်းထနေတဲ့ပါကိုဆိုလက်ရှ်မီကသွားချိုးခြင်းလားပါချိုးခြင်းလားဆိုပြီးတော့စုံမပေးဖို့လုပ်နေစင်မှာပဲရာနာရဲ့ဇနီးဘာရာတီထွက်လာတာကိုတွေ့လိုက်ရပါလေဘာရာတီကဧသည်တွေကိုကောင်းကောင်းဆက်ဆံမဖို့ဆိုပြီးတော့ရဲတွေအားလုံးကိုအေကန်းစီကိုခေါ်သွင်းလိုက်ပါလေအထဲရောက်တော့အပူအေးကြိုက်ရွေးဘာများတုံးဆောင်ခြင်းပါတယ်ဆိုပြီးမေးတဲ့အခါ လက်ရှမီကငါတို့အပန်းဖြေဖို့လာတာမဟုတ်ဘူးရွာသားတွေကိုတတ်ထားတဲ့မင်းတို့ရာနာဆွဲကောင်လာဖမ်းတာဆိုပြီးတော့တနတ်ဆွဲထုတ်လိုက်ပါလေပါရာတီကလည်းမင်းကရဲဖြစ်ပေမဲ့ကိုကိုမင်းမသားဆိုတာမေ့နေပုံကြတယ်ဆိုပြီးပါပိတ်ရိုက်တိုင်နဲ့ဆွဲဆောင်လှုပ်ပြလိုက်ပါလေအိုင်နောက်သူတပည့်တွေကိုရဲမေတွေအားလုံးရဲ့အဝတ်တွေကိုဆွဲချုပ်ခိုင်းလိုက်ပြီးအခန်းတစ်ခုထဲမှာကိုလုံးတီးနဲ့ချုပ်ထားလိုက်ပါလေပါရာတီကအမျိုးသားအားရှိတွေတောင်ချိန်မချရဲတဲ့ရာနာရဲ့အင်ကိုလာမိတာမင်းတို့အမှားပဲရွာထဲမှာလူဆယ်ယောက်တတ်ထားတာကဘာမှထူးဆန်းမနေဘူး ငါ့အကြောင်းရာနာအခုလူထောင်ကြီးတတ်ဖို့ထွက်သွားပြီ။အေးယာဆွေနဲ့မှယာဝနာကိုတတ်ဖို့ယာမာမင်းသားရောက်လာပြီမိတ်။ရာနာရဲ့ပြိုင်ဘက်ကတော့အခုထိမမွေးသေးဘူးဆိုပြီးတော့ဂုံစွာနဲ့ပြောလိုက်ပါလေ။တချိန်တည်းမှာပဲတစ်ဖက်မှာယထာဘော်ကနေပရာဆင်းဆိုတဲ့မျိုးသားတူးဆင်းလာပြီးတော့အနာလူကိုထမင်းဆိုင်ဘယ်နာမှရှိလဲလို့မေးလိုက်ပါလေ။ခလန်းလန်းကထမင်းဆိုင်ကိုညွန်ပြလိုက်တဲ့အခါသူလည်းအဲ့ဒီဆိုင်ထဲကိုဝင်သွားခဲ့ပါလေ။ဆိုင်ထဲမှာဆင်းရဲနွမ်းပါပြီမိတ်။စိတ်ထားကောင်းတဲ့အမေကိုရှိနေပြီးသူလဲစားစရာတချို့မှာပြီးတော့စားနေလိုက်ပါလေ။ ။မကြာခင်မှာပဲအဲ့ဒီဆိုင်ရှိကိုဂျက်ကားတွေဆိုက်အောင်လာခဲ့ပြီးတော့ဆိုင်ထဲဝင်လာတဲ့ငနေကသူစားနေဗကန်ကိုတိုက်ချမိသွားပါလိမ့်။ပြီးတော့ဘာမှဖြစ်သလိုနဲ့အမေဦးရဲ့ဆိုင်ကရှိသမျှပစ္စည်းတွေကိုစိတ်ကြိုက်ဆွဲယူနေကြတာပါ။ဘရာဆင်းကတိုက်ချသွားတဲ့ကောင်းစီသွားပြီးတော့သူ့ဗကန်ကိုတိုက်ချသွားတာကြောင့်အနည်းဆုံး sorry လို့တခွန်းလောက်တော့ပြောတင်ကြောင်းကိုပြောပါလိမ့်။ဒါမဲ့ဟိုကောင်ကငါတို့အပြီးတန်မှာ sorry ဆိုတာမရှိဘူးကြောင်လိုချင်ဒါပဲရမယ်လို့ပြန်ပြောတာကြောင့်ပါရိုက်ချလိုက်တာနိုင်ငံမှာပြိုကျသွားပါလိမ့်။ ထပ်ဝင်လာတဲ့ကောင်တွေကိုလည်းအတကုံတီးပလိုက်တာဆိုင်ပြင်တွေလွင့်ထွက်ကုန်ကြပါလေကားပေါ်မှာစောင့်နေလူတွေလည်းလက်နက်တွေဆွဲပြီးတော့အုပ်လိုက်ကြီးဝင်ချလာပေမယ့်မမားတထုံမကြက်သေးခင်မှာပဲအားလုံးမှောက်ကုန်ကြပါပြီဘရာဆင်းကထွက်ပြေးဖို့လုံနေတဲ့ကောင်ကို sorry လို့ပြောဆန်းဆိုပြီးអော်လိုက်တဲ့ခါအဲ့ဒီငနေကဒီအចောင်းကားဆရာ ready သိရင်မင်းအလောင်းလှမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောပါလေဘရာဆင်းလည်းဒါဆိုရင်မင်းဆရာကို sorry လို့ပြောခိုင်းမယ်ဆိုပြီးတော့ကားနဲ့လိုက်သွားပါတော့တယ် ဒါမှမဟုတ်လွတ်တော်မရက်ဒီကသမီးဖြစ်သူကိုအိမ်ထဲတင်းဆွဲခေါ်ပြီးတော့မင်္ဂလာဆောင်ပေးဖို့လုပ်နေတာပါအဲ့ဒီချိန်မှာပရာဆင်းရောက်လာပြီးတော့ပါးရိုက်ချလိုက်တာကြောင့်မှောက်ကျသွားပါလေသူချစ်လင်ကိုရိုက်တာမြင်တော့ဘယ်ကလေးကညှိုးနေမှမသိတဲ့ရက်ဒီရဲ့ဇနီးကသဘောကျပြီးဟီနေခဲ့တာပါပြန်ထလာတော့ပရာဆင်းကကျုံမုံစားနေတော့ခမားတပည့်ကတိုက်ချသွားတယ်အဲ့ဒါသူ့ကိုသားခမား sorry လို့ပြောရမယ်ဆိုပြီးတော့ပြောပါလေရက်ဒီကမင်းကငါ့ကိုရိုက်ပြီးတော့ငါ sorry လို့ဆရာလာစူတောင်းလေစူတောင်းဆိုပြီးသူတပည့်တွေနဲ့ဝိုင်းရိုက်ခိုင်းလိုက်ပါလေ ဒါမဲ့တပည့်တွေကနေစားသမားပြီးပြီးတစ်ချက်ထိတာနဲ့ပြန်မထနိုင်တော့တာကြောင့်ဘရာဇင်းလက်ချက်နဲ့ခဏလေးပွဲသိမ်းသွားပြန်ပါလိမ့်ရက်တီကဒီနေပြီတဲ့လာပြီးတော့ငါ့ကိုခွေးလို့ရိုက်နေတာကသာငါညီဆိုမူသာတိသွားရင်မင်းတို့ဂျစ်ကားနဲ့ဒီုတ်တိုက်ဆွဲသွားလိုက်မယ်ဆိုပြီးတော့ချိန်ချောက်ပါလိမ့်ဘရာဇင်းလည်းကောင်းပြီဒါဆိုလဲသူ့ကို sorry လောက်ခိုင်းရမှာပေါ့ဆိုပြီးတော့ပြောလိုက်ပါတော့ဒီတမမမိုးရီတဲနေချိန်ကြီးမှာအရာရှိစတရာရောက်လာခဲ့ပါလိမ့်စောင်းကြုံနဲ့အရာရှိကရာသီဥတုအချိန်နေကြောင့်မိုတာဘီဝါကိုရဲရင်နဲ့သွားမရတော့ကြောင်း ဒါပေမဲ့ဂျစ်ကားနဲ့သွားမယ်ဆိုရင်တော့ရနိုင်ကြောင်းတင်ပြလိုက်ပါတယ်။စတရားတို့ထွက်သွားတဲ့ရဲတယောက်ကအရာရှိစတရားမိုတာဘီဝါကိုသွားနေပြီဆိုတဲ့အကြောင်းဝင်းကြီးစီကိုတရင်ပို့လိုက်ပါတယ်။ဝင်းကြီးကဆင်းဘာရာတီကိုဆက်သွယ်ပြီးတော့ကိစ္စတွေကအကြီးပိုင်းအရာရှိတွေဒီပေါက်ကြားသွားကြောင်းနဲ့ရွာမှာရှိတဲ့တပ်သေးတွေအားလုံးကိုဖျောက်ဖျက်ထားဖို့ပြောလိုက်ပါတယ်။ဘာရာတီကလည်းစိတ်မပူဘဲနဲ့ရာနာကအားလုံးဖြေရှင်းလိုက်မယ်အကြောင်းပြန်ပြောလိုက်ပါတယ်။တဖက်မှာတော့ဆိုမှုတရားကိုဆိုရဝန်ထမ်းတွေကိုကြမ်းမြမှာထိုင်စီပြီးအလုပ်တွေခိုင်းနေပါတယ်။ ဘရာဆင်းကလည်းရက်ဒီကိုဂုတ်ဆွဲပြီးတော့ဇုံမှုစီကိုလိုက်ဖို့ခိုင်းတာကြောင့်အဲ့ဒီယုံရှိကိုရောက်လာကြပါလေ။ဒါမဲ့ယုံရှိမှာတနင်္ဂနွေနေ့ယုံပိတ်ကြောင်စာကတ်ထားတာကြောင့်ဘရာဆင်းကငေါ့ဘဲကိုခေါ်လာလဲဆိုပြီးတော့ပြဿနာလုပ်ပါလေ။အဲ့ဒီချိန်ထဲမှာယုံဝင်တဲ့အဖိုးကြီးကိုဇုံမှုကပြဿနာလုပ်ပြီးတော့တွန်းချလိုက်ပါလေ။ဘရာဆင်းလည်းအထက်ကအတံမလန်တွေကြားတာကြောင့်တကားခေါက်ပါတော့လေ။တကားနောက်သွားကြည့်ဖို့လုံနေတော့မှာပဲ ready ပြန်တမ်းပြီးတော့ဝင်လာတာကြောင့်အားလုံးလည်းလွင့်ထွက်ကုန်ကြပါလေပြီးတော့ bollywood မင်းသားစတိုင်အပြည့်နဲ့ ဘရာဆင်းအခန်းထဲလိမ့်ဝင်လာခဲ့ပြီးတော့ဆိုမှုဆိုတာဘယ်ကောင်လဲလို့မေးလိုက်ပါလေအဖြေတော့မရပဲလူတယောက်ဓာတ်နဲ့ဝင်ပိုင်းတာကြောင့်သူလဲလျှက်တပြက်ကင်ပေါက်ပစ်လိုက်ရပါလေအဲ့ဒီချိန်မှာမင်းတွေးကျင်နေတဲ့ဆိုမှုဆိုတာငါပဲဘာလို့ချင်းလဲပြောလိုက်ဆိုပြီးတော့ဆိုမှုကလမ်းပြောပါလေဘရာဆင်းကတော့ဘာမှမလုပ်ချင်ဘူး sorry လုပ်ပေးလို့ပဲပြောနေစေမှာပဲအနောက်ကနေရိုက်ချတာခံလိုက်ရပါလေဘရာဆင်းကလည်းသူ့ကိုရိုက်တဲ့ကောင်ကင်ပေါက်ပစ်လိုက်ပြီးတော့ sorry လုံဆန်းဆိုပြီးတော့ထပ်អော်ပြောပါလေ ဇုံမူရဲ့နောက်လိုက်ခွေးတွေကပြေးဝင်လာကြပြီမဲ့ဘရာစင်ကသူ့ရဲ့မဟာလက်သီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်တကောင်မီတကောင်လွင်စိန်ကုန်ကြသလိုရုံငန်းထဲကပစ္စည်းတွေလည်းကြိုးကျေကုန်ပါပြီဒါမဲ့ဘရာစင်ကနိုင်ငံတော်အလံကိုတော့မထိခိုက်စေပဲအသာရလေးပဲပြန်ချထားလိုက်ပါတယ်တပည့်တွေလည်းကုံတော့တတိရှင်ဇုံမူရဲ့အနောက်ကနေထိုင်ကုန်နဲ့ချောင်းရိုက်ပါတယ်ဘရာစင်ကလည်းပန်ကားတိုင်းကြီးဆွဲပြီးတော့ပြန်ရိုက်ချလိုက်တာလွင်စိန်ထွက်သွားခဲ့ပါတယ်အနောက်ကိုကတ်သွားပြီးတော့ပါရိုက်ချလိုက်တာ sorry လုံဆန်းဆိုပြီးပြောတဲ့အခါမှာဇုံမူလည်း ငါအကိုသာသိရင်မင်းကိုနှုတ်နှုတ်ဆင်းပြေးလိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတော့တယ်ဓမ္မမဆတရားကိုရဲမှုကြီးကရာနာအကြောင်းပြောပြနေပါတယ်တစ်ချိန်လုံးကလက်စားတဲ့အရာရှိတယောက်ကရွှေချောင်းနေယူပြီးတော့ရာနာနဲ့အပေါင်းပါတို့ကိုနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးခဲ့ရကရာဇဝိအင်ပါယာကြီးဖြစ်လာခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်ရာနာတို့ဖွဲ့စိတ်ကန်းတစ်ခုကမြစ်ကိုဖြတ်ကူးဖို့စောင့်နေတုန်းမှပဲဂုံသိန်းတယောက်ရောက်လာပြီးတော့မိုက်ကြီးခွဲပါတယ်ဆိုမှုကအတိတ်ပဲမရှိတာတပြားမှမပေးနိုင်ဘူးဆိုတော့ပါးရိုက်ခံလိုက်ရပါတယ် ရာနာဆိုမှုကိုဆွဲထားပြီးတော့ဘာမှပြန်မလုပ်ဖို့အချက်ပြလိုက်ပါတယ်။ညာဘက်မှာတော့သူတို့လေးယောက်သားအဲဒီကုံသေးကြီးအိမ်ကိုသွားခဲ့ပြီးတော့အဖိုးကြီးကိုရရဆက်ဆက်တပစ်လိုက်ပါတော့တယ်။လူသားမှုဖြစ်တာကြောင့်ရာနာတို့လက်ထိုးရတဲ့အရာရှိကြီးလည်းရောက်လာခဲ့ပြီးသူတို့ကိုပြစ်တင်တဲ့အခါမှာရာနာကအရာရှိကိုပါခေါင်းဖြတ်ပစ်လိုက်တာပါ။အဲ့ဒီနောက်ပိုင်းကဆလို့တန်ဖြတ်မှုတွေဇက်တိုက်လောက်ကအဲ့ဒီနေမျိုးကိုအကြောက်တရားနဲ့ထိန်းချုပ်လိုက်ပါတော့တယ်လုပ်ငန်းရှင်တွေကိုတတ်ဖြတ်ပြီးတော့သူတို့ရဲ့လုပ်ငန်းတွေကိုပိုင်စည်းလိုက်လို့ လူငယ်တွေကိုမူရစ်ဈေးဝါးနဲ့မြူဆွဲပြီးတော့တပည့်မွေးထားလိုက်ပါတယ်ဒေတာကန်တွေပေါ်အာနာညောင်းလာတဲ့ခါမှာသူမိသားစုနဲ့ဆွေမျိုးတွေကိုပါဒီရီလင်ကားနေခေါ်သွင်းလိုက်ကြပြီးတော့ဂိုင်းကြီးကြီးထူထောင်ထားလိုက်ပါတယ်ဒီလိုနဲ့ရွာပေါင်း40လောက်ဟာအစိုးရအာနာဆက်မတက်ရောက်တော့ဘဲရာနာလက်အောက်ကိုကြခဲ့ကြောင်းကိုပြောပြခဲ့တာပဲဖြစ်ပါတယ်အဖွားကြီးပါဂို့စ်တယောက်အိမ်ရှိမှာဇေယူနေစင်မှာကားစီးအချိန်နဲ့ဝင်ချလာခဲ့ပြီးတော့ကားပေါ်ကနေပရာစင်တယောက်စတိုင်နီမလိုင်းနေနိုးစီတကြားတွေနဲ့ဆင်းချလာပါတယ်ပြီးတော့စုံမှုကိုဂုံဆွဲပြီးတော့ ဘမလည်းမေးပြောတဲ့အကူဆိုတဲ့အကောင်ဆိုပြီးတော့မေးပါတယ်။အဖွားကြီးကသူ့ကိုလှမ်းအော်ပေးမယ်။ပရာစင်းကအဖမ်းမလုပ်ပဲနောက်လိုက်ခွေးတွေကိုအပီပြင်းတီးပြင်းနဲ့ဇုံမူကိုအိမ်ထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။ဇုံမူကငိုတိုင်းနဲ့သူ့ကိုအော်ခေါ်လိုက်ပေမယ်။ဗာရာတီနဲ့တပည့်အသေးမွှားလေးတွေပဲအရင်ထွက်လာကြပါတယ်။နောက်တစ်ခေါက်ငေးတန်ပေါင်းထပ်အော်တော့မှရာနာလည်းကြားသွားခဲ့ပြီးတော့အိမ်ပေါ်ဓာတ်ကနေဆင်းလာခဲ့ပါတော့တယ်။အနောက်ရောက်လာတဲ့ဒုံဆန်တိုင်း sorry လို့ပြောစမ်းလို့ပြောလိုက်တဲ့အခါမှာရာနာလည်းဘာအတွက်လဲလို့ပြန်မေးလိုက်ပါတယ်။ ရာဇီးလန်သူ့မဟုတ်ပကံကိုတိုက်ချလိုက်တဲ့ကိစ္စကိုအစားကနေပြန်ပြောပြလိုက်ပြီးကဲအခု sorry လို့မလားတခြားတယောက်နာမည်ပြောဦးမလားဆိုပြီးတော့မေးလိုက်တာပါရာနာတော့ရှေ့ကိုတန်းတန်းမမတ်ရှောက်လာခဲ့ပြီးတော့အနာရောက်တော့ဆိုမှုကိုပားရိုက်ချလိုက်ပါတယ်ပြီးတော့ကိစ္စသေးသေးလေးနဲ့အချိန်မကုန်ကျင်တာကြောင့်ဘရာဇင်းကို sorry ဆိုပြီးတော့ပြောလိုက်ပါတယ်ဘရာဇင်းကလည်းတိတ်နားထောင်လို့ကောင်းအောင်ပါပဲဂျင်းနဲ့သွားပြီးမွှားမွှားဆိုပြီးတော့ flight is bay ကပြန်လှည့်ထွက်သွားပါတယ်ဒါမဲ့အိမ်ပြေုံထွက်ခံပြီးမှတစ်ခုခုကိုအတွေးပေါက်သွားခဲ့ပြီးတော့ပြန်လှည့်ဝင်လာခဲ့တာပါ အဲဒီချိန်မှာစုပ်ပြဲခံရတဲ့လက်စမီတို့ရဲ့ရဲယူနီဖောင်းတွေကိုလည်းသတိထားမိသွားပါတယ်။ရာနာကတော့မင်းလိုချင်တဲ့ sorry ငါလုပ်ပေးပြီလေပြန်တော့ဆိုပြီးတော့ပြောတဲ့အခါပရာဆင်းကမင်းရဲ့လူတွေကလက်နက်တွေစောင်းနေ။ရက်ဒီရဲ့အိမ်မှာတော့ပတ်စံထုတ်တွေရှိနေတယ်။ယုံမှလည်းစာရွက်အလွတ်တွေကိုတစိမ့်တုံးထူခိုင်းနေတယ်။အိမ်ရှိမှတော့ရဲကားစီးကိုဖွက်ထားတယ်။မင်းအိမ်ထဲမှာလည်းရဲယူနီဖောင်းတွေရောက်နေတယ်ဆိုပြီးတော့ယူနီဖောင်းတစ်စုံကိုကောက်ယူကြည့်လိုက်တော့လက်စမီရဲ့နာမည်ကိုတွေ့လိုက်ရပါတယ်။ပြီးတော့သွေးဆက်တွေကိုမြင်တော့အဲ့ဒီတိုင်းလိုက်သွားပြီး အခန်းအကားကိုတွန်းဖွင့်ကရဲမေတွေကိုယူနီဖောင်းကမ်းပေးလိုက်ပါလေချက်ချင်းဆိုလိုပဲသူနာကိုနောက်လိုက်ခွေးတွေရောက်လာကြပြီမဲ့မြည်သောမြပုံလှုပ်လိုက်မှမသိခင်မှာပဲကိုေးကုန်ကြပါလေအဖွားကြီးပါကိုစ်ကအိမ်တကားကိုပြေးပိတ်လိုက်ပြီးတော့အရိကောင်ကိုရိုက်ခွဲကြဆိုပြီးတော့လူမိုင်လေးတွေကိုမိန်ပေးလိုက်ပြီမဲ့သူတို့ကိုယ်တိုင်ပဲပရာဆင်းလက်ချက်နဲ့ဂျိုဂျိုးနှရွက်ပဲ့တွေဖြစ်ကုန်ကြပါလေလတ်စမီတို့ဖွဲ့လဲယူနီဖောင်းတွေပြန်ဝတ်ပြီးလို့ခန်းတွေကထွက်လာခဲ့ကြပြီးပရာဆင်းကစိုးထိတ်နေတဲ့ရဲမေတွေရဲ့မျက်နှာကိုကြည့်ကပို့ပြီးတော့ပေါက်ကွဲပါတော့တယ် ရာနာတော့ကြည်ကောင်းကောင်းနဲ့ဒီအတိုင်းကိုကြည်နေခဲ့တာပါဘရာဆီလန်ရှိသမျှအကွက်ဆုံးထုတ်သုံးပြီးတော့ငနေသားလေးတွေကိုတကုံတီးပြနေပါလေနောက်တော့မှရာနာလည်းတနက်ဆွဲထုတ်လာပြီးတော့ထိုးချိန်တဲ့အခါမှာဘရာဆီလန်သူ့တနက်ကိုဆွဲထုတ်ပြလိုက်ပါလေပြီးတော့ sorry တခွန်းတော့ဟိုနွားတွေကိုရိုက်ပဲရိုက်ပြီမဲ့ရဲမေလေးတွေအတွက်ဆိုရင်တော့အတက်ရောအသက်ပါနှုတ်ပြလိုက်မယ်လို့ပြောလိုက်ပါလေဒလုံးနဲ့စိတ်ကြီးတဲ့ဆရာနှစ်ပါးတို့ဟာတယောက်နဲ့တယောက်ပြစ်တော့မယ်ဆဲဆဲမှာပဲဖာရာတီကကောက်ကျစ်ဆင်းလဲတဲ့စောက်ခေါမှာအကြံတွေကိုကတိုးတိုးလေးပြောလိုက်ပါလေ။ အဲတော့မှရာနာလည်းစိတ်လျှော့လိုက်ပြီးတော့ရဲမေတွေကိုခေါ်ကားထွက်သွားအကွင့်ပြုတ်လိုက်တာပါနောက်ဆုံးပရာဆင်းလိုက်ထွက်တော့မယ့်အချိန်မှာရာနာကဒီနေ့နေမွေငယ်မင်းကောင်းအသက်ချမ်းသာပေးဖို့ဒူးတော့တောင်းပန်စေရမယ်ဆိုပြီးတော့ကြိမ်မောင်းလိုက်ပါတယ်အဲနောက်မှာတော့ပရာဆင်းကရဲမေတွေအားလုံးကိုကားပေါ်တင်ပြီးပြန်ခေါ်လာခဲ့ပါတော့တယ်တဖက်မှာတော့စတရားရဲ့ကားရှိကိုဝင်းကြီးရဲ့ကားကပိတ်ရက်လိုက်တာကြောင့်လမ်းဘေးဆိုင်မှာစကားထိုင်ပြောလိုက်ရပါတယ်ဝင်းကြီးကကားစီးနဲ့ခီးလိုက်သွားမယ်စာဂျင်ငါပွင့်ဟိုတယ်မှာနှက်နေဖို့နဲ့ ဒီတော့ပတ်စံနေကားရစီအပြည့်ပေးမယ်အကြောင်းဇတရာအနေနဲ့တမရာကြီးကိုအားလုံးအစင်ပြေတယ်ဆိုပြီးတော့ပြန်တင်ပြပေးအောင်ပါပဲဆိုပြီးတော့ညှိနှိုင်းပါလေဇတရာကတော့ဝင်းကြီးကိုတခိုးနဲ့နှိုင်းဆဲကမော်တာဘီယွာကအမှုမှာမင်းနာမည်ပါလို့ကတော့ကိုလုံးကြီးနဲ့နေပြီးတော့တပတ်ပတ်ပြေးခိုင်းလိုက်မယ်ဆိုပြီးအုံဒီတလုံးကိုပြက်ခွဲပြလိုက်ပါတော့တယ်တပတ်မှာပါကိုစ်ကဘာလို့ဟိုကောင်မတက်ကြတာလဲဆိုပြီးတော့မင်းနေတာကြောင့်ရာနာကသူ့ညီကိုရိုက်တဲ့သူကိုဘယ်တော့မှအရှင်ထားမှာမဟုတ်ကြောင်းနဲ့မကြခင်မှာပဲထားတဲ့တဏံပြန်ပြီးတော့ပေးဆက်ရစီမယ်လို့ပြောလိုက်ပါတယ် ိုင်ချိန်မှာပဲဝင်ကြီးစီကဖုန်းဝင်လာခဲ့ပြီးတော့အရာရှိစက်တရားကိုတားလို့မရခဲ့ကြောင်းနဲ့မကြခင်မှာမိုတာဘီရွာကိုရောက်လာတော့မယ်အကြောင်းကိုပြောခဲ့ပါတယ်ကားပေါ်စက်တရားကတော့လူစိုးတယောက်အကြောင်းစုံစမ်းမဲ့ကိစ္စကိုဝင်ကြီးကပါဝင်တားတာကြောင်းလူစိုးတွေကဝင်ကြီးလားဝင်ကြီးတွေကလူစိုးလားဆိုပြီးတွေးနေတော့ရဲရာရှိကရာနာရဲ့ဓာတ်ပုံတစ်ခုကိုထုတ်ပြခဲ့ပါတယ်တဖက်မှာရာနာကတော့အထဲကကောင်းတဲ့အပြင်မထွက်စေနဲ့အပြင်ကကောင်းတဲ့အထဲမဝင်စေနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်မကြခင်မှာတဖက်ကပရာဆင်းနဲ့ရဲမေတွေစည်းလာတဲ့ကားရှိမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ရုတ်တရက်ဆိုသလိုပဲစေဘင်းကားကြီးတစ်စီးကလည်းဇတ်တရာတို့ကားကိုအချိန်နဲ့ဝင်ကျုံးပြလိုက်ပါတော့တယ်ဘရာဇီးလိုရဲ့အနောက်ကိုငမိုက်သားတစုကကားရီဆိုင်ငယ်ရီစီးကဓာတရန်ရက်နဲ့အမဲဖြတ်တော့မလို့အသေးအတန်လိုက်လာခဲ့ကြတာပါဒါမဲ့ပါရိုက်ကျန်းတဲ့ရဲမေတွေကြောင့်သူတို့နောက်လွယ်လွယ်နဲ့ကတ်လို့တော့မရနိုင်ကြပါဘူးဘရာဇီးကလည်းအောက်ဆေးပြီးတော့ဆိုင်ငယ်သမားတွေကိုဖြတ်ရိုက်လိုက်ပါတယ်တဖက်ကောင်တွေအထိနာသွားတဲ့အချိန်မှာဘရာဇီးလည်းကားပေါ်ပြန်ခုန်တက်ပြီးတော့ထွက်လာခဲ့လိုက်ပါတော့တယ် ီဘက်မှာလည်းတကယ်တော့ပါနေတဲ့စတ္တရာကကားပြောင်းစီးလိုက်တာပါဒါကြောင့်ဝင်တိုက်ခန်းတဲ့ကားမှာစတ္တရာကရှိမနေခဲ့ပါဘူးပရာစင်တို့ဘက်မှာလည်းရဲမေတယောက်ဒဏ်ရာရလာတာကြောင့်ပွေးချီပြီးတော့ရွာတစ်ခုတည်းကိုဝင်လာခဲ့ကြပါလိမ့်ဒါပေမဲ့အဲ့ဒီရွာကတိတ်ဆိတ်ငြိမ်သက်ပြီးတော့လူသူကင်းမဲ့လိုမျိုးဖြစ်နေတာပါဒဏ်ရာရထားသူကရေစာတယ်လို့ပြောနေတာကြောင့်ပရာစင်လည်းရေခတ်ဖို့လုပ်ပေမဲ့ရေတွင်းကစားခန်းချောက်နေခဲ့ပါလိမ့်ဒါပေမဲ့ကံကောင်းစွာနဲ့အမေအိုတယောက်ထွက်လာပြီးတော့ရေယူလာပေးခဲ့ပါလိမ့်ဒါမဲ့ရေမတောက်ရသေးခင်မှာပဲအမျိုးသမီးကတေဆုံးသွားခဲ့ပါတယ် ပို့ပြီးတော့စိတ်မကောင်းစရာကဒီနေ့ဟာသူမရဲ့ပထမဆုံးတာဝန်ထမ်းဆောင်တဲ့နေ့ဖြစ်နေတာပါပဲအဲ့ချိန်မှာပဲရာနာစီကနေဖုန်းဝင်လာပြီးတော့ဘရာဆင်းကကင်လိုက်တဲ့အခါနာချင်းအော်ခိတန်ရီနဲ့တိတ်ဆိတ်နေတဲ့ရွာပြတ်ကြီးကိုတဘောကြရဲ့လားဆိုပြီးတော့ပြောနေတာပါပြီးတော့အဲ့ဒီရဲမေတွေတယောက်ပြီးတယောက်တေးကြမှာဖြစ်ပြီးနောက်ဆုံးမှာတော့ဘရာဆင်းကိုယ်တိုင်သူ့စီလာပြီးတော့ sorry လို့ပြန်ပြောစီရမယ်ဆိုကဖုန်းချသွားပါလေဘရာဆင်းကဒါရီကိုသူ့ဘလို့သိနေတာလေရွာကြီးကဘာဖြစ်ပြီးတော့ရွာသားတွေကဘယ်ဦးရောက်သွားတာလဲ မင်းတို့ကရောရာနာကိုဘာအမှုနဲ့သွားဖမ်းတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။လက်ရှိကဒီနယ်မှာလူတပ်မှုတွေထပ်ထပ်ခါခါဖြစ်နေပြီးတော့ဒီနေ့မှရာနာလက်ချက်မှန်းတီးလိုက်တာကြောင့်သွားဖမ်းကြတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။လက်ရှိတို့အဖမ်းခံရတုံးမှာဖာရာတီကဇလန်တပုတ်ကိုပြောပြခဲ့ပါတယ်။ဝင်းကြီးကဆွစ်ဇလန်နိုင်ငံကတရားဝင်တဲ့အစည်းအဝေးမှာရောက်နေပြီးတော့ဖြတ်အားပြင်းယူရေနီယံအကြောင်းကိုပြောနေကြပါတယ်။ဒီနေ့ခင်မှာတော့ယူရေနီယံကိုအစားထိုးနိုင်မဲ့တိုရီယန်စရာကိုရှာဖွေတွေ့ရှိခဲ့ပြီးအိန္ဒိယအရှိတောင်ပိုင်းမှာလည်းအဲ့ဒီတိုရီယန်တွေထွက်ရှိပါတယ်။ ဒါတောင်အဲ့ဒီနေမီတွေကိုအကြောင်းတစ်ခုခုပြပြီးတော့ဝင်ကြီးကဒိန်းသိမ်းလိုက်ရင်တန်ဖိုးကြီးဒိုရီယန်တွေကိုပြပနိုင်ငံစီအလွဲတကူပို့နိုင်ပြီပဲဖြစ်ကြောင်းအစည်းအဝေးမှာတိုင်ပင်ဆွေးနွေးခဲ့ပါတယ်။နောက်တော့ဝင်ကြီးကအဲ့လူနဲ့ရာနာတို့ကိုဆက်သွယ်ပေးလိုက်ပြီးတော့ညှိနှိုင်းကြပြန်ပါတယ်။ရာနာလုံးဝမှာကတော့ရွာပေါင်း30လောက်ကိုတရားဝင်စာချုပ်နဲ့သိမ်းပေးရမှာဖြစ်ပြီးအဲ့ဒီအတွက်ရူဘီဂရေပေါင်းတောင်းနဲ့ချီပြီးတော့ရမှာပါ။ရာနာလည်းအဲ့ဒီချိန်ကစပြီးတော့ရွာသားတွေစီကမြေခွက်တွေကိုရှယ်ပလန်နဲ့လိုက်လူခဲ့ပြီးတော့မပေးတဲ့သူတွေကိုကြီးစံတွေကျွေးပါတော့တယ် ကောင်မလေးတယောက်ကတော့ဒီအကြောင်းဗီဒီယိုခိုးရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်တင်ကတိုင်းသည့်ပြည်သည့်ဖြစ်အောင်လုပ်ခဲ့မိရဲရီကရွာလေးမှာဝင်စားချုပ်ပြီးတော့နှိပ်ဆက်လိုက်တာနောက်ဆုံးယူသွားတဲ့အထိပါပဲအဲဒီကောင်မလေးကခုနရေလာပေးတဲ့အမေအိုးရဲ့တမီးပဲဖြစ်ပါတယ်ဘရာဆင်းကဒီလောက်ထိဖြစ်သွားတာဘယ်သူမှဆန္ဒမပြကြဘူးလားဆိုပြီးတော့မေးတော့ရွာတရွာကဆန္ဒပြခဲ့တဲ့အကြောင်းကိုပြောပြပါတယ်အစိုးရဌာနရှိမှဆန္ဒသွားပြခဲ့ကြတဲ့အခါလက်စားထားတဲ့ပြည်သူအရာရှိတွေကပြည်သူရဲလက်အပ်ပြီးတော့ပြည်သူတွေကိုကောင်းကောင်းနှိပ်ဆက်ကြပါတော့တယ် မိုးချုပ်တဲ့အချိန်မှာဆန္ဒသွားပြသူတွေဒံအရီနဲ့ပြောင်းလာကြပြီးတော့စောင့်နေတဲ့ရွာသားတွေကလည်းအချိန်တွေကိုရိပ်မိသွားတာကြောင့်ရွှေပြောင်းကြဖို့ကိုဆုံးဖြတ်လိုက်ကြပါလေ။ကျိန်းနေခဲ့တဲ့လူငယ်အဖွဲ့အစည်းကိုတော့ကလေးမလေးတယောက်ရောက်လာခဲ့ပြီးသူမပုံမြင်လေးတစ်ပုဒ်ဖတ်ဘူးကြောင့်လာပြောပါလေ။ပုံမြင်ထဲမှာကြောင်းပိတ်ခံလိုက်ရတာကြောင့်ကလေးတယောက်ဟာသမရာကြီးစီစာရေးခဲ့ပြီးနောက်တော့သမရာကြီးကကြောင်းကိုပြန်ဖွင့်ပေးခဲ့တာဖြစ်ပါလေ။အခုလဲဒီကိစ္စကိုသမရာကြီးကိုစာရင်းတခုများအကူအညီရနိုင်မလားဆိုပြီးတော့ပြောပါလေ။ ဘေးနာရသမားကလည်းဖယားစကားပြောခြင်းခလေးပါးစကားဆင်ပြောလိုက်မယ်ဒါဖယားပြောတဲ့စကားပဲဆိုပြီးတော့ထပြောပါလေအဲနောက်ကလေးမလေးကိုစာရေးခိုင်းခဲ့ပြီးတော့အဲ့ဒီစာကိုအန်ဒရာပရာတစ်ပြည်နယ်ကမိုတာဘီဆွဲရွာလေးကနေရေးနေတဲ့အကြောင်းသူမဟာတုံးတန်းတက်နေပြီမြဲအခုတော့ကြောင်းတက်မရနိုင်တော့တဲ့အကြောင်းဘိုးစင်ပေါင်ဆက်နေထိုင်ခဲ့တဲ့မိုးရဲမြေကိုစွန့်ခွာရတော့မှာဖြစ်ကြောင်းဒီရွာမှာလူတွေအားလုံးရဲ့မြေတွေလူယူခံလိုက်ရပြီဖြစ်ကြောင်းလူတွေထောင်တောင်းချီတေဆုံးမှုတွေလည်းဖြစ်ခဲ့ကြောင်းစာချုပ်ပေါ်မှာလက်ပွေနှိပ်လိုက်ရင်ပိုင်ဆိုင်မှုတွေတိမ့်ခံမှာဖြစ်ကြောင်း ဒါကြောင့်သူမရဲ့အကိုတွေကလက်ချောင်းတွေဖြတ်ပြီးတော့တမရာကြီးစီကိုပို့ခဲ့ကြောင်းတကယ်လို့24နှစ်အတွင်းအကူအညီမရခဲ့ရင်ခေါင်းတွေကိုဖြတ်ပြီးတော့ပို့ရတော့မှဖြစ်ကြောင်းကိုရေးခိုင်းလိုက်ကြပြီးဒေလီကတမရာရုံးကိုလိမ့်မှုကပို့လိုက်ကြတာပဲဖြစ်ပါလိမ့်သူတို့စာပို့ပြီးပြန်လာမှာတော့ဗရာတီကိုတိုင်းဥဆောင်ပြီးတော့ပပဆက်ဆက်ခေါင်းဖြတ်တတ်ခံလိုက်ရကြောင်းအမေအိုကပရာစင်းကို ပြောပြခဲ့ပါလိမ့်လက်ရှိကလည်းရာနာကိုဖမ်းဖို့လုပ်တော့အမျိုးသားတွေအကုန်လုံးလစ်ပြေးကုန်ကြတာကကြောက်တာကြောင့်လို့ထင်ပေမဲ့ တကယ်တမ်းတော့အဲ့ဒီရဲတွေကလည်းရာနာရဲ့နောက်လိုက်ခွေးတွေဖြစ်နေကြောင်းဝင်ပြောပြပါတယ်။ပရာစင်းကတော့ဇိုးရလုံးနဲ့အဖြစ်တွေကိုမယုံနိုင်လောက်အောင်ဖြစ်နေခဲ့ပါတယ်။လက်ရှ်မီကသူတို့ကအမှန်တရားကိုရှာဖွေဖို့တွားဟုတ်ခဲ့ပေမယ့်အမောင်တို့ရဲ့ဘိုးချက်ကိုရောက်သွားကြပြီးတော့အဲ့ဒီခန်းထဲမှာသူတို့ကိုဝင်စော်ကားသွားတာဗနယောင်မန်းတော်မသိတော့ဘူးဆိုကချုံမွဲချငိုပါတော့လေ။အမေယူကလည်းနေဆက်ဒေတာမှာတော့အိန္ဒိယစစ်တပ်ဟာမြေတလမလေးတောင်ကျူးကျော်မခံနိုင်ပေမယ့်နိုင်ငံအတွင်းမှာတော့လက်တဆုပ်စာလူတစုကပြည်သူကိုသွေးချောင်းစီးအောင်လုပ်ပြီး မြေတွေလိုက်တိမ့်တာကိုမတားကြတော့ဘူးလားဆိုပြီးတော့ဝမ်းနေစွာမေကွန်ထုတ်ပါလေပရာစင်းကအမေုံနဲ့သွေးမတော်သားမဆက်ပေမဲ့အမိမေတစ်ခုထဲမှာဆက်နွယ်နေထိုင်သူတွေဖြစ်တာကြောင့်သူနဲ့တသားတည်းဖြစ်ကြောင်းဒါကြောင့်အမေအိုလိုမိခင်တယောက်ကိုအမိမေကနေမကွဲကွာအောင်ကူညီมาဖြစ်ပြီးတော့အားလုံးရဲ့ကိုစားရာနာကိုပေးဆက်ရစေမယ့်အကြောင်းကိုတစ်ဆာဆိုလိုက်ပါလေအဲနောက်ဘရာစင်းတယောက်ရဲစခန်းကိုရောက်လာခဲ့ပြီးတော့စခန်းမှုကူမကပတ်ကြီးစော့နေသလိုရဲသားတွေကလည်းဖဲရိုက်နေကြတာကိုဒိုင်းမီအတွက်အားတက်ဖွယ်ရာကြီးမြင်လိုက်ရပါတယ် ဘရာစင်ကတိုင်ချက်ဖွင့်ညင်ချောင်းပြောတော့ဟိုဘက်သွားဆိုပြီးတော့စိတ်မပါတယ်လို့ပြောပါတယ်။သူလည်းသွားလိုက်ပြီးတော့ခုံမာထိုင်ကတိုင်ချက်ဆဖွင့်ပါတယ်။သူတိုင်လိုက်ပုံကကျွန်တော်ဖိုက်စာလို့မဟုတ်စားနေရဗျာ။လူစိမ်းတယောက်ကမုတ်ကံကိုတိုက်ချလိုက်။မုတ်တွေပြုတ်ကြအောင်လို့သူ့ sorry လို့ပြောခိုင်းတာ။ဒါပေမဲ့အဲ့ကောင်မပြောလို့ပညာပေးလိုက်တယ်။အေးသူက ready နိုင်မယ်နဲ့ချင်းချောက်။ဒါကြောင့် ready စီသွားပြီးတော့ sorry လို့ခိုင်း။ဒါပေမဲ့မလုံးလို့ရိုက်ခွဲလိုက်တဲ့အခါစုံမှုနိုင်မယ်နဲ့ချင်းချောက်ဒါနဲ့စုံမှုစီသွားပြီးတော့ sorry လောက်ခိုင်းလိုက်ဒါပေမဲ့ तू လည်းမလုံးလို့ soft blow တီးရပြန်တယ် ။ तू ကလည်း runner နာမည်နဲ့ချင်းချောက်ပြန်တယ်။အဲသူစီရောက်သွားတော့ तू က sorry လုပ်ပေးတယ်။ဒါပေမဲ့တိတ်ဖို့မကြိုးဘူးထေလို့သူ့တပည့်ကိုရိုက်လဲခဲ့လိုက်တယ်ဆိုပြီးတော့ပြောပါလိမ့်။စခန်းမှုကမင်းမဲရိုက်လာပြီးတော့ဘာလို့မှုလာဖွင့်နေရလဲဆိုပြီးဝင်ဟောက်တော့ Brasing ကတကယ်အမှုကအခုမှလာမှာဆိုပြီး Lashmi ကိုလမ်းခေါ်လိုက်ပါလိမ့်။တန်ရာတန်ကြရီနဲ့စုပ်ပြတ်စွာဝင်လာတဲ့ Lashmi တို့ရောက်လာတဲ့အခါစခန်းမှုနဲ့နောက်လိုက်တုံးတို့ကကိုချင်းစာတရားမဲ့စွာနဲ့ဟာတိုက်လောင်ပြောင်ကြပါလိ။ဒေါသပေါက်ကွဲသွားတဲ့ပရာစင်ကဘေးနာထိုင်ကုန်ကန်ထုတ်ပလိုက်ပြီးတော့ ိုသမီးရွယ်တွေကိုပြန်လှောင်နေတာမဆက်ဘူးလားဆိုပြီးတော့ထမေးရင်ကိုမရဲ့အင်ဂျီကိုဆွဲဖျက်ပစ်လိုက်ပါလေပြီးတော့ဒီယူနီဖောင်းဟာပြည်သူကပေးထားတဲ့ဝစ်စုံဖြစ်လို့ကိုမလိုလူနဲ့မထိုက်တန်ကြောင်းပြည်သူကိုကာကွယ်ရမယ်ပြည်သူရဲတွေကရာဆွေးကောင်းတဲ့ပေါင်းနေကြောင်းဒါကြောင့်အားလုံးယူနီဖောင်းချုပ်စခန်းကိုပိတ်သိမ်းပြီးအဖမ်းခံလိုက်ဆိုပြီးတော့ပြောလိုက်ပါလေရဲတုံးလည်းဖိအနာကိုအက်စင်နဲ့ပတ်ခံလိုက်ရလို့ဖြစ်တာကြောင့်ဘရာဆင်းကိုဝိုင်းချုပ်ပြီးပြင်းကြပါတော့တယ်ဝင်တာဖို့လုပ်တဲ့ရဲမေတွေကိုလည်းကူမာကနှိပ်စက်နေပါတယ် နောက်တော့ဇုံမှုစီကိုဖုံးဆက်ပြီးတော့ပရာစင်းကိုဖမ်းချုပ်ထားလိုက်ပြီးဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်။ဇုံမှုလည်းအဲ့ဒီကောင်ငါးလက်နဲ့ကိုယ်တိုင်တတ်မယ်ဆိုပြီးတော့ချက်ချင်းပဲရဲစခန်းကိုလိုက်သွားတာပါ။ပရာစင်းမျက်နှာသွေးယုံနေတာတွေ့တော့သူခွင့်ပြုချက်မရဘဲရရလားဆိုတော့ကူပါကိုရိုက်ချလိုက်ပါတယ်။အဲ့နောက်တော့ပရာစင်းကိုအားရပါရစော်ဘလိုပြန်တီးပါတော့တယ်။ခဏကြာတော့ရဲသားတယောက်ဝင်လာပြီးတော့ပရာစင်းကိုတွေ့တဲ့အခါချက်ချင်းအိမ်ကိုပြန်ပြေးသွားပါတယ်။အိမ်ကိုရောက်တော့ဓာတ်ပုံတစ်ခုကိုထုတ်ကြည့်လိုက်ပြီးတော့မျက်လုံးတွေပြူးကျဲသွားတော့တာပါ။ ပြီးတော့စကားပြောစမ်းတဲ့စကန်းစီကိုဆက်သွဲလာခဲ့ပြီးတော့အဲ့ဒီကောင်တာမန်လူမဟုတ်ဘူးသူ့ကိုထမ်းမရိုင်းနဲ့တော့ဆိုပြီးတော့ပြောလိုက်ပါတယ်အကျုံသားတယောက်ကလည်းခမားတို့တော့လူမားရွေးပြီလို့လူရွေးမှားပြီဆိုပြီးဘရာဆင်းရဲ့ဇာတ်ကြောင်းကိုပြောပြခဲ့ပါတယ်ဒါကတော့ဘိုးအချင်းတော်မှအရန်ဆိုးတဲ့ဂိုင်းတကိုင်းရှိပါတယ်ဂိုင်းတွေကလူတွေအားလုံးကရက်ဆက်ကြမ်းကြုတ်ကြပြီးတော့ရုံမှာကောက်ကျစ်တဲ့လူသက်သမားတွေကြီးပါပဲသူတို့ဂိုင်းလာပြီဆိုရင်လက်တစ်ဖက်ကအလေးပြုထားပြီးတစ်ဖက်ကဖင်ကိုပိတ်ထားတဲ့အထိကိုစိုးရုပ်တဲ့ဂိုင်းတစ်ခုဖြစ်ပါတယ် တရမထောင်ထဲကိုဟီးရိုးပရာဆင်းရောက်လာပြီးတော့အကွက်ဆန်းပြပါတော့တယ်။ဟိုကောင်တွေကတော့သူ့ကိုလူရိုးလေးထိမိတော့အကဲလာဆန်းတဲ့အခါဆိုးလာရုပ်လာပါသေးရဲ့ဆိုတဲ့ဂိုင်းကိုပရာဆင်းတယောက်ထဲနဲ့ဖြိုးပစ်လိုက်တဲ့အကြောင်းကိုအချုပ်သားကပြောပြလိုက်ပါတယ်။တချိန်ထဲမှာပဲပရာဆင်းလည်းပြန်သတိရလာပြီးတော့ထားပြင်းတဲ့အခါမှာရဲနှကောင်ကရဲမေရီရဲ့ခြေပြားကိုဥခိုက်ကုန်ကြပါတယ်။ပြီးတော့သူ့ကိုချုပ်ထားတဲ့တန်ကြိုးတွေနဲ့ပဲလွှဲရိုက်ဆွဲတိုက်ပစ်ပါတော့တယ်။ကူမောင်တန်ကြိုးနဲ့ဆွဲချလိုက်တဲ့အခါလက်ရှမီကခွာချောက်ကိုပြေးကန်လိုက်ပြီးနောက်တစ်ယောက်ကလည်းမျက်ခွက်ကိုပိတ်ကန်ချလိုက်ပါတယ်။ ဇုံမူလဲမှာတော့ romantic ဆန်တဲ့အကွက်လေးနဲ့ခါချိုးပြလိုက်သလိုနောက်ဆုံးမှာတော့အားလုံးကိုလဲပင်ကြိုးကွင်းဆွပြီးတော့ချိန်ဆွဲထားလိုက်ပါတော့တယ်။နောက်တော့လန်နတ်တိုက်ကိုကန်ဖွင့်ပြီးတော့နောက်ဆုံးတိုက်ပွဲအတွက်ပြင်ထားလိုက်ပါတော့တယ်။ runner တယောက်စခန်းကိုလိုက်လာတဲ့ချိန်မှာတော့ဟီမာနေဝင်းသချင်းလေးနဲ့ဝေဟမာလေးရစီရီလေးခုန်နေကြတဲ့သူညီနဲ့အပေါင်းပါတွေကိုမြင်လိုက်ကြပါတော့တယ်။ကိုအသွေးထီမာနာကိုအသားထီမာတိတဲ့ဘာမော runner တယောက်တော့ဒီမြင်ကွေးကြောင့်နာကျင်ကြေကွဲနေတော့မှာပရာဆင်းစီကဖုန်းဝင်လာပါတယ်။ ဘရာဇင်းကသူ့ကိုလိုက်မရှာဘူးနဲ့သူကိုယ်တိုင်ရာနာကိုတတ်ဖို့အရောက်လာခဲ့မယ်ဆိုပြီးတော့ပြောခဲ့တာပါဘရာဇင်းရဲ့ဇလန်းကိုပြောပြတဲ့အချုပ်သားကဆရာကိုခေါ်နေရလားမသွားနဲ့နော်မသွားနဲ့ဆိုပြီးတော့ရီမုံမုံနဲ့ပြောတာကြောင့်လယ်ဘေးမှာကြိုးကွင်းဆော့ခံလိုက်ရပါတော့တယ်စတရာစီကိုလက်ထောက်တစ်ပဲတယောက်ကဖုန်းဆက်လာပြီးတော့ရာနာရဲ့ဓာတ်ပုံနဲ့တိုက်ဆိုင်ဆစ်ဆေးလိုက်တဲ့အခါမှာနိုင်ငံတကာယာဇဝိသားဖြစ်နေကြောင်းတကယ်တော့သူကအကြမ်းဖက်အဖွဲ့တစ်ခုရဲ့လက်ထောက်ဗိုလ်မှူးဖြစ်ပြီးတော့ဝင်ကြီးကိုတော့လှုပ်ကြံခဲ့တာတွေရှိခဲ့ကြောင်း နောက်ပိုင်းမှာအဖွဲကနေထုတ်ပယ်ခံလိုက်ပြီးတော့ကိုယောင်ဖြောက်သွားခဲ့တာဖြစ်ကြောင်းတွေတင်ပြခဲ့ပါတယ်။ဒီဘက်မှာတော့ရဲအမေတွေကရာနာစီသွားဖို့ပြောပေမဲ့ပရာဆင်းကလက်စ်ဘီရိုအနေနဲ့တိုက်ပွဲကိုစတင်ပေးခဲ့ပြီးဖြစ်တာကြောင့်အဆုံးသတ်ကိုတော့သူကိုယ်တိုင်ပဲတောင်းဝင်ယူတော့မယ်လို့ပြောလိုက်ပါတယ်။လက်စ်မီကသွေးမတော်သားမဆက်တဲ့လူတွေအတွက်အသက်နဲ့ရေးပြီးတော့တိုက်ပေးနေတဲ့ဆရာကဘယ်သူများလဲဆိုပြီးတော့မေးလိုက်ပါတယ်။ရာနာက "तू आ တန်ဖိုးရှိတဲ့အသက်ကိုမနှမျောတတ်တဲ့သူတဦးပဲ"လို့ပြန်ပြောခဲ့တာပါ။ဒါပေမဲ့ဆက်တရားကအိန္ဒိယစစ်တပ်ကိုဆက်သွယ်လိုက်ပြီးတော့နိုင်ငံတကာ ရာဇဝတ်ကောင်ကိုဖမ်းဖို့ရှိတာကြောင့်အထူးတပ်ဖွဲ့ဆေးလို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေရာကအထူးတပ်ဖွဲ့တီနီယာနဲ့ဝေးကွာလွန်းတာကြောင့်အဲ့ဒေသကိုရောက်နေတဲ့တပ်သားတယောက်ကိုပဲပို့ပေးလိုက်မယ်ဆိုပြီးအကြောင်းပြန်ပါတယ်။စတရာကတယောက်ထဲနဲ့ဘလို့လုံလုံလောက်မှလဲဆိုပြီးပြောတဲ့အခါဘူကြီးကအဲ့ဒီတယောက်ထဲနဲ့တင်လုံလောက်ကြောင်းသူဟာ1999ကာကေးစစ်ပွဲ2016စာဂျီကိုတိုက်ခိုက်မှုနဲ့ဘာလာကွန်ရေးခင်းနေမှာအဓူကိုလက်ဆွမ်းပြခဲ့ကြောင်းသူကသူ့ရဲ့ရန်သူကိုတောင်ခွင့်လွှတ်နိုင်ပေမဲ့နိုင်ငံရန်သူကိုတော့အမြင့်ဖြုတ်ပြသူဖြစ်ကြောင်း သူဟာထိတ်တန်းအထူးတပ်ဖွဲ့ဝင်ဖြစ်တယ်လို့နိုင်ငံကုံဆောင်တပ်သားလည်းဖြစ်တယ်ဘရာဆင်းဆိုပြီးတော့ပြောလိုက်ပါတော့တယ်တပတ်မှာတော့ဝင်ကြီးတို့ဖွဲ့ကရာနာကိုစောင့်နေတော့မှာပဲဂျစ်ကားတွေပေါ်မှာအကျန်းဖက်ယူနီဖောင်းအပြည့်စုံနဲ့ရာနာတို့ရောက်လာပါတော့တယ်ကိုနေနာကားကြီးကိုဖြန့်ချလိုက်တော့မိုတာဘီရွာသားတွေထွက်ကြလာခဲ့ပြီးရာနာကသမရစီစာရေးတဲ့ကလေးကိုဆွဲထုတ်သွားပါတယ်ပြီးတော့သမရစီကိုနောက်ထပ်စားစောင်းထိုက်ရေးပါအောင်ဆိုပြီးတော့ခိုင်းလိုက်ပါတယ်ရာနာရွာသားတွေကိုတယောက်ပြီးတယောက်ပြစ်တတ်ပြနေပြီးတော့အဲဒီเจ้าနေကိုစာထဲမှာရေးခိုင်းနေတာပါ အဲ့ဒီချိန်မှာပဲရရင်တစည်းရောက်လာပြီးတော့တနက်နက်လက်ဇုံကိုင်းကပရာစင်းတယောက်အမုံဆွဲဘုံကျဲပါတော့တယ်အပေါ်ကနေပြစ်တာအားမရတာကြောင့်အောက်ဆေးမျိုးလောင်ချာနဲ့စတ်ထုပါတယ်နောက်တော့ရာနာကလေးကိုတစားကန်လှုပ်ပြီးတော့လက်နက်ချာခိုင်းတာကြောင့်ပရာစင်းလည်းဒူးထောက်ညံခံလိုက်ရပါတယ်ရာနာကဒီနိုင်ငံအထွတ်မသွားခင်နောက်ဆုံးလူတက်မှုအနေနဲ့စစ်သားတယောက်ကိုတတ်သွားမယ်ဆိုပြီးတော့ပြောနေတော့မှာပဲရွာသားတွေကပရာစင်းရှိကနေကာရက်ပေးလိုက်ကြပါတယ်ရာနာအံဝန်သွားချိန်မှာပဲပရာစင်းကဖြတ်ခနဲရောက်လာခဲ့ပြီးတော့သူ့ကိုကင်ပေါက်ပစ်လိုက်တာပါ ပြန်ထလာတဲ့အခါမဟာလဝါကြီးနဲ့ပါးဖြတ်ရိုက်လိုက်တာကြောင့်36ပတ်လောက်လဲထွက်သွားပြီးတော့ရာနာကြီးလည်းဒူးထောင်ကြရပါတော့တယ်။သူက15နှစ်လောက်တီထောင်ထားတဲ့အင်ပါကိုပရာစင်ကတရက်ထဲနဲ့ဖျက်ဆီးပစ်လိုက်တာကြောင့်မင်းကဘာကောင်လဲဆိုပြီးတော့မေးပါတယ်။ပရာစင်ကသူဟာမိဘပြည်သူကိုဥထိတ်ထားသူမိခင်နဲ့ညီကုံမောင်နှမတွေကလေးငယ်တွေကိုစောင့်ရှောက်ကာကွယ်ပေးတဲ့ပြည်သူအခွန်စားပြီးတော့ပြည်သူကိုပြန်မတတ်တဲ့ပြည်သူစစ်သားကြီးဖြစ်ကြောင်းကိုပြောလိုက်ပါတော့တယ်။ တဖက်မှာလည်းဗာရာတီတို့ရဲ့အင်ကိုလက်ရှ်မီတို့အဖွဲ့နောက်တစ်ကြိမ်ဝင်စီးတဲ့အခါမှာတော့ဗာရာတီဟာသူ့ကိုယ်သူပြစ်ချသွားခဲ့သလိုအဖွားကြီးပါကော့စ်လည်းအဲ့ဒါကိုမြင်ပြီးတော့ပန်းသေးလေးဖြတ်နှလုံးရက်အုံနောက်သွေးကြောပါပြတ်သွားပါတော့တယ်ဒီဘက်မှာလည်းရာနာကိုရွာသားတွေကိုတိုင်းတန်ကြိုးကြီးလဲပင်းမှာဆွတ်ကဝေဟင်မာလင်းရင်စီးခိုင်းလိုက်ကြပါပြီမကြာခင်မှာပဲစတရာနဲ့တူရဲတပ်ဖွဲ့တွေလည်းအိုင်ညာကိုရောက်လာခဲ့ကြပြီးတော့စတရာကိုဂျေဆုတင်စကားပြောကဝိုင်းပြီးတော့အလေးပြုလိုက်ကြပါတယ်ဘရာဇင်းပြန်လှည့်သွားချိန်မှာကလေးမလေးကအနောက်ကပြေးလိုက်သွားပြီးတော့သူ့ကိုဖတ်ထားလိုက်ပါတယ် ပြီးတော့မှဦးလျာသမီးစာရေးလိုက်လို့ရောက်လာတယ်တမရာကြီးမဟုတ်လားလို့မေးလိုက်ပြီးနောက်တစ်ခါခက်ခဲဖြစ်ရင်လဲစာရေးလိုက်မယ်ဆိုပြီးတော့ပြောနေခဲ့ပါတော့တယ်